မတန်ဆွမ်းသူတွေဟာအလုံးနဲ့ဒန်းတူပညာသင်ကြားခွင့်ရှိတယ်ဆိုပေမဲ့ညှင်းပယ်ခံနေရတာတွေလည်းရှိနေတုန်းဖြစ်ပါတယ်ဥပိုင်ဆိုသတင်းပေးပို့ထားပါတယ်ရှင်မတန်ဆွမ်းသူတွေကိုတချို့အစိုးရအကြောင်းတွေကចောင်းအပ်လက်မခံတာတွေရှိပါတယ်မတန်ဆွမ်းသူများရဲ့အခွင့်အရေးဥပဒေထုတ်ပြန်ခဲ့တာတစ်နှစ်ရှိနေပြီဖြစ်ပေမဲ့အကောင့်ထဲပေါ်လာမရှိသလောက်ဖြစ်နေတာပါသကောင်စင်ရမတန်ဆွမ်းသူ9ယောက်မှာ1ယောက်ပဲမူလန်းလန်းပညာသင် ခွင့်ရတာပါစီမံချက်တစ်ခုအနေနဲ့ ရန်ကုန်ကအကြောင်းတချို့မှာတော့မတန်ဆွမ်းသူတွေကိုလက်ခံတင် जा ပေးနေပါတယ်ကလေးတွေကိုចောင်းသွားအပ်တဲ့အခါမှာပေါ့ဆိုးဆိုးကသူ့ရဲ့မတန်ဆွမ်းမှုပေါ့နော်ချွေရမှုပေါ်မှာမူတည်ပြီးတော့မှဒီကလေးကအဆင်ပြေနိုင်ပါမလားပေါ့နော်အကြောင်းရောင်းတဲ့အခါမှာဥမာသူတို့ရဲ့တကွေတကာရကိစ္စတွေအတွက်မှာပေါ့နော်သူတို့သွားနိုင်ပါမလားမသွားနိုင်လို့ရှိရင်အဆင်မပြေနိုင်ဘူးပေါ့နော်အဲ့ဒါမျိုးတွေလည်းရှိတယ်ချိုးကြတော့ဥမာ၄၈တန်းနေရအစိုးရစေပေါ့နော် ဆိုရစစ်ဆိုတော့တို့ကဆိုရစစ်မှာဟိုခလေးမတန်ဆန်းကလေးတယောက်ရှိမယ်ဆိုလို့ရှိရင်တို့ကဒီစောင်းဆောင်မလိုက်နိုင်လို့ရှိရင်ဒါကြကြဖို့ကများတယ်လေကြဖို့ကများအခါကျခလေးကအာသူကြမယ်ဆိုလို့ရှိရင်သူအเจ้าမှာလဲတို့ကရာဂိုင်နှုံးနဲ့ဒါတွက်ထားတာဆိုတော့လေဆိုတော့ဒီခလေးရှိနေမယ်ဆိုလို့ရှိရင်သိကြတယ်ရာဂိုင်နှုံးကတော့သူများနဲ့မမီနိုင်ဘူးပေါ့နော်ကြတာတော့ကြမယ်ဆိုတဲ့ဟာမျိုးရှိရယ်ဆိုတော့အဲ့ခလေးမျိုးကိုဆိုတော့ဟိုလက်မခံကျင်တဲ့ဟာမျိုးတွေလည်းရှိရပါတော့လက်မခံတာကလည်းဆရာတွေအနေနဲ့ မတန်ဆွမ်းသူတွေကိုတင်ကြားနည်းစနစ်မသိတာတင်ထောက်ကူပစ္စည်းတွေမရှိတာကြောင့်လည်းဖြစ်ပါတယ်မနစ်ခတဲ့စိုင်းတော့လက်ခံတဲ့အရေးအတွက်ပုံများလာခဲ့တာပါမတန်ဆွမ်းသူတွေကိုအထူးအကြောင်းနဲ့မှတီးတန့်တက်စေတာကလူအတိုင်းဝိုင်းကခွဲထုတ်သလိုဖြစ်တယ်လို့မတန်ဆွမ်းသူတွေကပြောပါတယ်အရင်ကဆွမ်းဆိုင်ဒီမှာတော့မနစ်ဆွမ်းသူတွေလည်းဆွမ်းသူတွေလည်းအင်္ဂလိပ်ဖြစ်နေတယ်တော်ပြီ 古来路，你那年那年，我有二十岁，没听到。你那句话，你讲的对，没得真对哦。我怎么讲话你你讲？在农村都看得出，看到看伢人，看你讲话，从小嘛，天天伢人，你讲的对没？我讲话伢人，有大部分知道，伢人不比。 we sell them. So I didn't know a high change up to the law. And be much only more than I did with it. Oh, no, I was not here. ကုလသမဂ္ဂရဲ့လူတိုင်းအကျုံးဝင်ပညာရေးသဘောတူစာချုပ်ကိုမြန်မာနိုင်ငံအနေနဲ့2012ခုနှစ်မှာလက်မှတ်ရေးထိုးခဲ့ပါတယ်။2012ခုနှစ်သကောင်းစဉ်အရမြန်မာနိုင်ငံမှာ 麦当酸度而言，那色东等于西话的咁样，一路变说话。